တွေးနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကမတွေးနဲ့တဲ့ဒီအတွေးသုံးမျိုးကိုသွားမတွေးနဲ့တွေးလို့ရှိရင်လူဖြစ်ကျိုးမနှက်ဖြစ်လိမ့်တယ်တုတ်ပြန်လာလိမ့်မယ်ကိုရှိမကောင်းတဲ့အတွေးပါတော့ဆိုရင်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့အတွေးစားပေးလို့ပြောရင်အဘိစာလို့ခေါ်တယ်အဘိဆိုတာသူများပစ္စည်းကိုဇာစိတ်ကူးတာရခြင်းနဲ့စိတ်နဲ့စိတ်ကူးတာ သူများပစ္စည်းကိုကိုပိုင်ဆိုင်နေတဲ့ဆိုတဲ့အတွေးဟာဘာဖြစ်စီတတ်တဲ့အတွေးတော့ခုခေတ်လိုပြောမှဆိုရင်တခိုးတည်းများဖြစ်စီတတ်တဲ့အတွေးမဖြစ်ပေဘူးလားဖြစ်ပါတယ်အေးအဲ့ဒီအတွေးဟာအန္တရာယ်ရှိတဲ့အတွေးအကုသို့အတွေးမနောကံမနောတုဆိုင်လို့ခေါ်တယ်အဲ့ဒီအတွေးမျိုးတွေးတဲ့ပုဂ္ဂိုလ်ရဲ့တုံ့ပြန်ချက်ဟာလာလေမကောင်းတာပဲလာမယ်အကောင်းမလာဘူးဟုတ်ကဲ့ဒါအတွေးနဲ့ပတ်သက်လာလို့ရှင်သူများပစ္စည်းကိုကိုပစ္စည်းဖြစ်လို့မှုဆိုတဲ့အတွေး ေးတွေးမိလို့ရှိရင်အာဒီအတွေးကမှားနေတယ်ဒီအတွေးမျိုးကမတွေးသင့်ဘူးဒီအတွေးကိုရှောင်ရမယ်နောက်တစ်ခုအတွေးတစ်ခုကဖြာပါဒဘာလို့စဉ်ကိုနဲ့မတည့်တဲ့လူတယောက်ကိုစိတ်ထဲကပေါ်လာတယ်ဟာဒီကောင်သေသွားရင်ကောင်းမှာပဲဒီကောင်စီးပွားတွေပြတ်သွားရင်ကောင်းမှာပဲဒီကောင်ဒုက္ခရောက်ထောင်ကျသွားကောင်းမှာပဲ ဟာဒီကောင်ဒုက္ခအကြီးကျယ်ရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးမျိုးတွေမတွေးကြဘူးလားတချို့လူတွေတွေးတယ်အဲ့ဒီအတွေးကဗျာပါဒအတွေးလို့ခေါ်တယ်အဲ့ဒီအတွေးမျိုးတွေးတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာဘယ်တော့မှကောင်းမလာဘူးတွေးမကောင်းတဲ့အတွေးအဲ့ဒါအဲ့ဒီအတွေးကိုလည်းရှောင်ရှားဖို့လိုတယ်မတွေးမိစေနဲ့လူဖြစ်ကျိုးနှပ်ဖို့ရအတွက်အဲ့ဒီအတွေးမျိုးမတွေးမိစေနဲ့တဲ့နောက်တစ်ခုကမိစ္ဆာဒိဋ္ဌိ ိဿဒိဋ္ဌိဆိုတာခုနပြောတဲ့အကြံမျိုးအမြင်မျိုးမရှိဘူးကိုလောက်တာကိုနဲ့ဆိုင်တယ်လို့မရှိဘူးအေးတချို့တွေးကြကြတယ်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးကွာမကောင်းတာလုပ်လဲကောင်းတာတွေဖြစ်နေမကောင်းတဲ့ကောင်းတွေကြီးပွားနေတာလည်းရှိတာပဲကောင်းတဲ့ကောင်းတွေဆိုပြီးတော့ကံကိုမျက်စိလဲပြီးတော့မကောင်းတာလုပ်လို့ကြီးပွားတယ်လို့ထင်နေတာမဟုတ်ဘူး သူတစ်ချိန်လုံးကကောင်းခဲ့တာတွေကိုသူခံစားနေရတာ မကောင်းတာလုပ်ပြီးဒီဘဝကြီးပွားနေလို့ရှင်တစ်ချိန်လုံးကကောင်းတာတွေရဲ့အကျိုးကိုသူခံစားနေရတယ်လို့ဒီလိုတွေ့ရဟုတ်ကဲ့လို့ကိုကအခုမှကောင်းတာတွေလုပ်တာဟုတ်ပါမယ်ခုမှပဲကိုကတရားပင်ဆိုင်တာတရားသီးစားပါမလားစားပါဘူးကောင်းတာကိုကမှခုမှလုပ်တာကိုကအတိတ်ကဘလို့မကောင်းတာတွေလုပ်ခဲ့မှမသိပဲနဲ့ဆရာတော်ကြီးတပါးပြောတယ်เจ้ามาตะโคโคขา ုခံရတဲ့ခါဆရာတော်ကြီးကပြောဟေးတိတ်တိတ်နေကြတိတ်တိတ်နေကြရတယ်မပြောကြနဲ့တဲ့တို့အတိတ်ကနေမကောင်းတာတွေပေါ်ကုန်နေတယ်အဆရာတော်ကြီးပြောလို့ရင်တိတ်ပဲပါတော့ဆိုဟိုဘွားတော့ငါတို့သူများပစ္စည်းခိုးခဲ့တယ်ဒါမှမဟုတ်ငါကခိုးခံရတယ်အဲလူမသိစေနဲ့ဆက်ဆရာကြီးလို့ပြောဟုတ်ကဲ့အဲ့တော့ဒါတွေကကံရဲ့ပုံရိပ်တွေပေါ်နေတာကံရဲ့ပုံရိပ်တွေပေါ်တာအဲ့တော့ကြောင့်မို့လို့ မှန်ကန်တဲ့အတွေးကကံဆိုတာရှိတယ်ကံကိုညင်းပယ်တဲ့အတွေးမျိုးတွေးမိလို့ရှင်ခုနမိစ္ဆာဒိဋ္ဌိဆိုတာကံကိုညင်းပယ်တဲ့ဒီအကရိယာဒိဋ္ဌိလို့ခေါ်တယ်ကုသိုလ်ဆိုတာမရှိပါဘူးအကုသိုလ်ဆိုတာမရှိပါဘူးဆိုတဲ့ညင်းပယ်တဲ့ဝါရအကရိယာဝါရလို့ခေါ်တယ်